ကျမချမရှိခုနှစ်တသမီအားလုံးမင်္ဂလာပါနော်ကျမချမရှိခုနှစ်တသမီဒီကိုအမနေ့ပြန်စနေရက်နေ့စနေနေ့မနေ့ပြန်တကူလာပြည့်နေ့လေးလေးဖြစ်နေရပေါ့နော်မနေ့ပြန်လို့တကူလာပြည့်နေ့နေထူးနေ့မြတ်အခါသမယလေးမှာပြုလုပ်တဲ့လွယ်ကူရိုးရှင်းပြီးတော့ကျမချမရှိခုနှစ်တသမီဒီရဲ့အတွက်ပေါ့နော်အထီးထီးရောက်ရောက်ဖြစ်စီမဲ့ရေရီယာလေးတစ်ခုကိုပြပြပေးပါမှာပဲဖြစ်ပါတယ်ဒီရေရီယာလေးကိုပေါ့နော် မနေ့ပြန်လာပြနေလေးရနေစပြီးတော့မိမိတို့ရဲ့တနစ်တာပလုံအတွက်ပေါ့နော်မိမိတို့ရဲ့မွေးနေ့တွေမှာမကြမကြပြုလုပ်ခြင်းဖြစ်မိမိရဲ့ဖုံးကန်နေရလဲတနစ်တာပလုံအတွက်မိမိရဲ့ဖုံးကန်နေရလဲတက်စီမဲမိမိရဲ့လူမှုရေးကိစ္စတွေကျန်းမာရေးစီးပွားရေးပညာရေးအဆက်ဆက်ရမိမိရဲ့ကိစ္စဝဝတွေမှာဒီထက်မကအဆင်ပြေစီမဲအောင်မြင်စီမဲတိုးတက်စီမဲပေါ့နော်အဲနောက်ပြီးတော့မိမိမှာရှိတဲ့အခက်အခဲအကျက်တဲတွေကနေမှလဲလွတ်မြောက်အောင်မြင်စီမှာပဲဖြစ်ပါတယ် ရတရားလေးကိုဘယ်ချိန်မှာပြုတ်လို့ရမလဲဆိုရင်မနက်မနက်ဖြန်အတွက်9:45မိနစ်တိတိမှအမိမိတို့ကပြုတ်လို့အစပြီးတော့ပြုတ်လို့ရမှာပဲဖြစ်ပါတယ်အဲဘယ်လိုမျိုးပြုတ်လို့ရမလဲဆိုလို့ရှိရင်အရင်ဆုံးမိမိကလင်မန်အသေးလေးတစ်ချက်ကိုတော့ရှက်ထားရမယ်အဲ့ဒီလင်မန်အသေးလေးတစ်ချက်ရဲ့အပေါ်မှာမိမိကပမုတ်၅ချက်ကိုတင်အဲ့ပမုတ်၅ချက်ရဲ့အပေါ်မှာမရွက်လှလေးညွန့်ကိုတင်ပြီးတော့မျက်စက်ပြရှင်ကိုရမျက်ကြည့်ကိုစက်ကလူတန်းပေးကြရမယ်ပြီးလို့ရှိရင်မိမိကအလင်းနိုင်ကိုတိုင်းတောက်တော့ရေခွက် တောက်တော့ရေကူတောက်တော့ရေချမ်းကတော့တစ်ခွက်ဆိုရင်ရတယ်ပေါ့နော်ဖြစ်နိုင်ရင်တော့မိမိကရေခဲရေလေးပေါ့နော်ဖြစ်နိုင်ရင်တော့ရေခဲရေလေးကအပြစ်လို့ရှိရင်အမွှေးတိုင်းကိုးတိုင်းနဲ့ပေါ့နော်စက်ကလူတန်းပေးကြရမှာပဲဖြစ်ပါတယ်ပြီးရင်မိမိကဒီလိုမျိုးစက်ကလူတန်းပေးရင်လည်းပေါ့နော်မြတ်ဆရာရှင်ကိုရောမြတ်ကြီးကိုဖရာကုံတော်ကိုးပါရဲ့တမုတ်တေကရောမြတ်ကြီးရဲ့ပေါ့နော်ရွတ်ဖက်ပူဇော်ပေးကြရမှာပဲဖြစ်ပါတယ်ဒီလိုလေးပြုလုပ်လိုက်မယ်ဆိုရင်မိမိတို့တစ်နှစ်တာပတ်လုံးအတွက် မိမိရဲ့လူမှုရေးကိစ္စတွေမိမိရဲ့ကျန်းမာရေးကိစ္စတွေစီးပွားရေးကိစ္စတွေအဆက်ဆက်အရာမိမိရဲ့ကိစ္စဝဝတွေမှာဒီထက်မကအစဉ်ပြေစီမဲအောင်မြင်စီမဲတိုးတက်စီမဲမိမိရဲ့ဖုံးကန်နေရလေဒီထက်မကမြမားစီမှာပဲဖြစ်ပါတယ်လက်လက်ပဲတွေကလေပွင့်လန်းပြီးတော့မိမိရဲ့အကျဉ်းစီထားသမျှကိစ္စဝဝတို့ကလည်းလွတ်လပ်ကူကူနဲ့အစဉ်ပြေအောင်မြင်စီမှာပဲဖြစ်ပါတယ်အခက်အခဲအကျက်တဲတွေမှာလည်းလွတ်မြောက်စီမှာပဲဖြစ်ပါတယ် ကျမချမိတ်ရှိခုနှစ်တသမီးတွေအတွက်ကျမကလက်ဆောင်ဖြစ်နေမနေ့ပြန်မနေ့ပြန်လာပြနေလီယာနေစပြီးတော့ပေါ့နော်တနှစ်တာပလုံးပြုတ်လုံတဲ့ရကူရိုးရှင်းပြီးတော့ထိရောက်တဲ့ရေရရလေးကိုလက်ဆောင်ဖြစ်နေပြပြပေးသွားတာပဲဖြစ်ပါတယ် အားလုံးကျေးဇူးတင်ပါတယ်ကျမတမေကတော့ဆင်မအင်းကြီးချက်မှုပါနောက်ပြီးလေးချက်မှပြန်ဆုံမယ်နော်ကျမချင်းမရှိခုနဲ့တသမီးလေးကိုစိတ်နှပြချက်မှချမ်းသာလို့စီးပွားဥစ္စာများဒီလာတနေ့တကျတိုးတက်အောင်ရရှိချမ်းသာပါစေလို့ကျမဒီကနေ့ပြီးမေတ္တာပြုဆုတောင်းပေးလိုက်ပါရနော်